တင်မဖွေရတဲ့ငွေကဘာကဥစားတင်ဆက်မဲ့တဲ့ငွေကတော့ယူကရိန်းအပြည့်ရဲ့ဆွေးနွေးပွဲအတွက်အမေရိကန်ကိုယ်စားလှယ်အဖွဲ့မော်စကိုသို့ထွက်ခွာတဲ့တဲ့ဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲကိုအပြည့်ရဲ့ဆဲဖို့အမေရိကန်ကညှိနှိုင်းပေးသူတွေမော်စကိုကိုထွက်သွားပြီလို့သမ္မတဒေါ်နယ်ထရန်ကဗုဒ္ဓဦးနေ့မှာပြောကြားခဲ့ကြောင်းသိရပါတယ်။သူကဒါကိုအပြုသဘောနဲ့မျှော်လင့်တယ်လို့လည်းဆိုပါတယ်။အမေရိကန်ဘက်ကရုရှားရဲ့ရန်လုံမှုတွေကိုပဲချင်းချမ်းမထားပဲရဲဆဲဖို့သဘောတူစေချင်တယ်လို့အရာရှိတွေကပြောပါတယ်။ ဒီဘက်ထဲမှာအမေရိကန်နဲ့ယူကရိန်းတို့သဘောတူထားတဲ့အဆိုပြုချက်ရဲ့အသေးစိတ်ကိုကရင်မလင်ကစောင့်မျှော်နေပေမဲ့တောင်းနယ်ချီပြီးတည်ဆုံခဲ့ရတဲ့တိုက်ခိုက်မှုတွေရပ်ဖို့အသင့်ဖြစ်မဲ့ဖြစ်ကိုတော့ဘာမှမပြောခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ဆလတ်ဒီဇမဲတင်ကတော့ဖလပိုင်သမရာဒူတာဒီကမွေးရီစီဝါစစ်ပွဲတွင်လူများသေဆုံးရမှုအတွက်သူရင်တောင်းဝန်ရှိရလို့ပြောကြတဲ့တဲ့တင်ဖြစ်ပါတယ် ဖလပိုင်သမရာဟောင်းထူတာတွေကသူ့ရဲ့အစိုးရလက်ထက်မှပြုလုပ်ခဲ့တဲ့မူရည်စေဝါနှိမ်နင်းရေးစစ်ပွဲမှာဒေသခရမှုတွေအတွက်သူ့အနေနဲ့တာဝန်ရှိပါတယ်လို့အပြည်ပြည်ဆိုင်ရာရှာဆွေးမှုတရားရုံး ICC မှာတရားရင်ဆိုင်ဖို့နေသာလန်နိုင်ငံကိုအယောင်မှပြောခဲ့တယ်လို့ဆိုပါတယ်။သမရာဟောင်းထူတာတွေကိုတည်ဆောင်လာတဲ့စေလုံးကားလီယင်ကဘက်ရှလာ12ရက်ဒေသစံနယ်ချင်းညနေ4:55မိနစ်မှာရောက်ရှိလာပြီးတဲ့နောက်အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ။လေရင်ကရတာတန်မျိုးလေးစိတ်တို့မစင်တမ်းပြီးလေးပါပဲ။ဒူတာဒီကလူမှုကွန်ရက်ဆာမျက်နှာကနေဗီဒီယိုကြေညာချက်ထုတ်ပြန်ခဲ့ရမှာမူရေးစေဝါကာလာမှာဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးတပ်ဖွဲ့ရင်းနဲ့ဖလော်ဝိုင်းစစ်တပ်ကိုတဦးရဲသောဦးဆောင်သူကကျွန်တော်ပါ။ဒီတော့ကျွန်တော်ကဖြစ်ခဲ့ရတာအလုံးအတွက်တာဝန်ရှိပါတယ်လို့ပြောကြခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ဆလာဒီစမိုင်တဲ့တွင်ကတော့ရက်30အပြည့်ရက်စရည် KF လက်ခံရေရှည်ညင်းချင်ရေတရုတ်တောင်ဆိုတဲ့တွင်ဖြစ်ပါတယ်။ ယူကရိန်းအရေးရင်းပါဝင်ပတ်သက်တဲ့သက်ဆိုင်ရာနိုင်ငံတဲ့အဖွဲ့အစည်းများအနေနဲ့ယခုသဘောတူညီခဲ့တဲ့ရေ30အပြည့်ခရဲစရေးမှာစပြီးခေရှင်ညင်းချင်းရဲ့အထီးဖော်ဆောင်စေလိုကြောင်းတရုတ်ကတောင်းဆိုခဲ့တယ်လို့သိရပါဗျ။၎င်းတို့ရေရှည်တီတန်နဲ့ညင်းချင်းကိုအကောင့်ထဲပေါ်နိုင်ပါကနှစ်ဖက်လုံးအတွက်အကျိုးဖြစ်စေမယ်လို့လည်းတရုတ်ကပြောကြားခဲ့ပါဗျ။ sorry အာရေးပြမှာပြုလုပ်ခဲ့တဲ့ယူကရိန်းအရေးဆွေးနွေးပွဲတွင်အမေရိကရဲ့ရဲ30အပြည့်ခရဲစေးအစီအစဉ်ကို KF ကလက်ခံပြီးနောက်ပေကျင်းနိုင်ငံဆိုင်ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်းကအခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အီရန်နျူကလ িয়ার အရေးတရုတ်ရုရှားအီရန်အစည်းအဝေးပြုလုပ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ် အီရန်နျူကလီးယားအရေးနဲ့ပတ်သက်ပြီးရုရှားအီရန်နိုင်ငံတို့နဲ့တောက်ကြနေတွင်အစည်းအဝေးတစ်ခုလက်ခံကျင်းပတော့မှာဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးကကြေညာလိုက်တယ်လို့သိရပါဗျာ။ ရုတ်နိုင်ငံပေကျင်းမြူနယ်ရီပြုလုပ်မဲ့အဆိုပါအကြက်တဲ့အရေးအစီအဝေးကိုတရုတ်ဒုတိယနိုင်ငံသားဝင်ကြီးမဆောင်ရှူကဦးဆောင်မှာဖြစ်ပြီးရုရှားဒုတိယနိုင်ငံသားဝင်ကြီးရခော့ဆာရီအလစီဘေးနဲ့အီရန်ဒုတိယနိုင်ငံသားဝင်ကြီးကာဆန်ကာရီဘောဘာဒီရိုကသက်ဆိုင်နိုင်ငံများကိုစာပြုတက်ရောက်မှာဖြစ်တယ်လို့ဝန်ကြီးဌာနကပို့တော်အနေမှာပြောကြားခဲ့ပါတယ်။အဆိုပါသုံးနိုင်ငံကိုစလဲများဟာအီရန်ညူကလီးယားအရေးနဲ့အခြားအပြန်အလှန်အကျိုးရှိမဲ့ကိစ္စရပ်များအပေါ်အမြင့်ချင်းဖက်လှယ်ကြမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ။နောက်ဆုံးနေ့စာမေးသတင်းကတော့ထိုင်းနိုင်ငံတွင်မြန်မာကုန်ပစ္စည်းများယုံချတဲ့အယောင်ဆိုင်မှာမြန်မာအယောင်စရိတ်မှတဝဖန်စီခံရတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်မြန်မာကုန်ပစ္စည်းများယုံချတဲ့အယောင်ဆိုင်မှာမြန်မာအယောင်စရိတ်မှတဝဖန်စီခံရကြောင်းထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများအရသိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းစရက်ထာနီကော့စမွေနေမြေရင်မြန်မာကုန်ပစ္စည်းများရောင်းချတဲ့အယောင်ဆိုင်တစ်ဆိုင်ကိုထိုင်းအာဏာပိုင်များကမတ်လ12ရက်တွင်ဝေရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၎င်းကုန်စုံဆိုင်တွင်ကုန်ပစ္စည်းများရောင်းချတဲ့အလုပ်သမားများကိုစစ်ဆေးခဲ့တယ်လို့ Carso English 3မှာဖော်ပြထားပါတယ်။အဆိုပါဆိုင်တွင်အလုပ်လုပ်ကိုင်းနေတဲ့အသက်35နှစ်အရွယ်မြန်မာအမျိုးသမီးတဦးကိုတွေ့ရှိခဲ့ပြီးသူမဟာနိုင်ငံသားများအတွက်တာမြင်ထားပြီး license မရှိဘဲအလုပ်လုပ်က မပုံတင်မထားသောစေဝါရောင်ချမှုဖြင့်ထိုင်းအာဏာပိုင်များကတရားစစ်ဆေးထားကြောင်းသိရပြီးမြန်မာနိုင်ငံဘက်မှတင်သွင်းတဲ့ကုန်ပစ္စည်းအမျိုးအစား60လို့ကိုသိဆရာမိခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။